စာရေးဆရာကြီးဒူဝင်ရဲ့ကိုတင်ချိုင်တန်တာဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်။အပိုင်း36မင်းပညာရင်ကိုပျက်စီးရပျက်စီးချောင်းကျဲနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတတိမပေးဘူးလားမိတ်ဆွေဟန်ဆောင်ပြီးမတိမတာချောက်တွုံးနေတဲ့အတွင်းရန်ရှိနေတယ်ဆိုတာတော့အရေးအမွေတတိပေးခဲ့ပါဗျ ။အညာအင်ကိုတမကနှင်းကေသရာကိုလည်းသတိပေးခဲ့ပါတယ်။အရှိန်မွဲ့လောက်သာသတိပေးခဲ့တယ်ဟုတ်လား။ဟာရန်သူကဘသူဘဝဖြစ်ကြောင်းအမိနာမထုတ်ဖော်ပြီးမပြောဘူးလား။ကိုမင်းပြန်စားကမေးလိုက်လေသည်။ခိုင်လုံတဲ့တသက်ကံထောက်ထားရှိပဲနဲ့အမိနာမထုတ်ဖော်ပြီးသတိပေးလို့ဖြစ်ပါမလား။တီတီပြက်ကွန်ကမိမိရင်ဆိုင်နေရသည့်အခက်ခဲကိုထုတ်ပြောလိုက်။အမေကိုကစီကံကြည်လွန်အားကြီးပါတယ်ကွာ။နေရာတကာစီကံကြည်လွန်ဖြစ်ဘူး။ကြောကကျန်စီချမ်းနဲ့ကုရတယ်ကွာ။ စကားဝရှိတယ်မဟုတ်လားအခါသာဆိုရင်တော့ငါနီးနဲ့ငါပြဿနာကိုငါရှင်းပြလိုက်ပါကွာရန်သူကိုရန်သူမှတိနေတော့မှဖြင့်တက်သေးကန်ထောက်ထရှာနေစမလို့ပါဘူးကွာညနေချင်းဆိုင်ထိုင်ပြီးပြန်ဖွင့်ချလာရုံပဲဗဒါနဲ့မှဘူးကွယ်ချင်နေသေးတယ်ဆိုတခါတဲ့ကိစ္စတုံးစီရင်ပြက်လိုက်ဖို့ကွာကိစ္စတုံးစီရင်ဖို့ကလွဲပါတယ်ဒါပဲသူ့ရဲ့နောက်ပိုင်းမှာကသူ့ရဲ့ထောက်ခံသူတွေရှိသေးတယ်နောက်ကွယ်ကသူတွေရှိသေးတယ်သူတို့ရဲ့ဂျန်စီကဘာလဲဆိုတာကို ပေါ်လွင်အောင်စုံစမ်းဖို့လိုသေးတယ်။ပတင်ကားတဲ့သူကိုရှင်းလင်းတုတ်တင်ပြစ်လိုက်လို့အတူတောက်ပိုင်းမှာရှိတဲ့ကြံ့ရပါတွေကိုတတိပေးလိုက်တယ်လို့ဖြစ်သွားနိုင်တယ်။အာမင်းစိုးရင်စရာမရှိစိုးရင်နေတာကိုကွာ။မင်းနဲ့ငါလူချင်းလဲလို့ရရင်လေးလေးချင်းစမ်းတကွာ။လူချင်းလဲစရာမလိုပါဘူး။အခုဆိုရင်တက်တီကန်ထောက်ထားတော့တော့ကိုခိုင်ခိုင်လုံလုံရထားပြီ။ဘိုးပြင်းလက်ထက်ကစာလွှာကိုဖက်ရှူခြင်းအကြောင်းဆုံးသိရပါလိမ့်မယ်။တီတီပြက်ကွန်သည်မင်းစီသူလက်ချက်ဖြင့်အကြောင်းဆုံးသွားသည်။ ဘုံမင်းဘောတပိဤကိုမရှာပွေတွေ့ရှိခဲ့သောစာမှာကိုရင်ညွှန်း၍ပြောဆိုလိုက်ခြင်းဖြစ်လေသည်။တက်တီကန်ထောက်ထားရတာရင်မကြည့်ဘူး။မင်းလောက်တာနှင်းနှင်းလောက်နေတာနဲ့ပဲဗညာရင်လောက်ကြံခံရရင်ဘယ်နဲ့လောက်မလဲ။ခမဲတော်ကြီးကိုလောက်ကြံတယ်လို့ဗညာရင်ကိုတုတ်တင်ရှင်းလင်းပြဖို့ညွန်ကြထားတယ်မဟုတ်လား။ဘုံမင်းပြဇာကတီတီပြက်ကွန်ထံမှရရှိသည့်စာလွှာတွင်ပါသည့်စာကြောင်းတစ်ကြောင်းကိုထောက်ပြရင်ပြန်ပြောလိုက်သည်။ ဒီတွယ်လက်ကြိုးတင်ကာကွယ်ဖို့စီစဉ်ရှိပါတယ်။စောင်းတူမျိုးကိုမြန်မာကြီးတိုင်းငံလှဲ့လေတော့မူးနေတဲ့အချိန်ထိမျိုးစားလေးပညာအိမ်ကိုလုံခြုံစိတ်ချရတဲ့နေရာမှာခਿੱတအခိုက်တက်ထားရှိဖို့စီစဉ်ပြုလုပ်ထားတယ်။အဘယ်နေရာပို့ထားမလဲ။ဘောပေါ်နဲ့ဘောညီတို့ဦးစီးတဲ့တိုက်လေရင်ပေါ်မှာခਿੱတစံစီတော်မူပြီးတော့အကာအကွယ်ပေးထားဖို့စီစဉ်ရှိပါတယ်။ပညာရင်ကဘောညီနဲ့ဘောပေါ်တို့ဦးစီးထားတဲ့တိုက်လေရင်ပေါ်မှာစံနေဖို့သဘောတူရဲ့လား။ အညာအင်းကြောင့်ငါတိတယ်သူကိုယ်သူမျိုးစားဆိုတိတ်မာနာကြီးတာဇွတ်တရလည်းလောက်တတ်တိတယ်ငါတော့ဖြင့်မင်းအစီစဉ်ကိုဗညာအင်းလက်ခံလိုက်မယ်မထင်ဘူးဘုံမင်းပြဇာကမိမိဤစိုးရင်ချက်ကိုဖွင့်ဟလိုက်သည်ဘုံမင်းပြဇာပြောတာမှန်ပါတယ်ဒါမဲ့အကျိုးနဲ့အကြောင်းနဲ့ပြော့ပြရင်တော့ရာကောင်းစရာရှိပါတယ်အကျတော်အပေါ်မှာလည်းအတော်ကိုယုံကြည်အားကိုးပါတယ်ဒါကိုသာထားပြီးဘုံမင်းရဲ့လက်ထဲကစာကိုလည်းစိစိဆက်ဆက်ဖတ်ကြည့်စမ်းပါဦးတိတိပြက်ကွန်ကတတိပေးလိုက်လျာဘုံမင်းပြဇာသည် မင်းစီသူလက်ချက်ဖြင့်တည်ဆုံးသွားသည့်ဘောဒရီအီကိုမှတီရီပြက်ကွန်ရှာဖွေတွေ့ရှိခဲ့သည့်ညွန်ကြားလှော်ကိုလုံးစီပတ်စီဆိတ်ရှည်လက်ရှည်ကြည့်ရှုနေပေသည်။ဟွန်းသုံးရက်ကြာရင်တမိန်ဆက်ကောထန်းတော်ကြီးကိုလာမယ်ဆိုပါလား။ဒါကြိုတင်ပြီးတည်ထားတာငါတို့ဘို့အခွင့်လန့်တာနေတဲ့သုံးရက်ပတိုင်းခင်တတော်ကြီးသွားပြီးအထရောကြီးမှာတမိဆက်ကိုအလာလန့်မှာလမ်းခုလက်ကနေ၆မြောင်တုတ်တင်ပြစ်လိုက်ရင်ကိစ္စကတမိအေးသွားမယ်မဟုတ်လားတမိဆက်ကိုနဲ့အတူပါလာတဲ့လူတွေကို ်ခြုံကိုတိုက်ခိုက်ပြီးလက်စာတုံးပြလိုက်ပြတနာရှင်းသွားရုံမဟုတ်လားဒါငါတို့ဖို့ခွင့်ကောင်းမယ်ဘုံမင်းပြစားက၎င်းဤယူဆကိုဖွင့်ဟားလိုက်လေသည်အကျွတ်တော်အနေနဲ့ကတော့အလစ်ပါချောင်းမြောင်းပြီးလှုပ်ကြံရတာမျိုးဝါသနာမပဘူးအာတိုက်ပွဲတွေဝင်လာခဲ့တဲ့စစ်တီတော်သူကလူတက်ရမှာတားလောက်ကြောက်သလားချိန်ခါကလည်းစောပါသေးတယ်ကျွန်တော်အနေနဲ့ကတော့လက်စုပ်လက်ကင်မိအောင်ဖမ်းမိပြီးမှတန်းလူယူတူခွင့်ရေးပေးပြီးလယုံကြည်ချင်းရှင်းပြခြင်းနဲ့ နားမလည်းတွေ့ရကောင်ပြီးသားမယ်ဖုတ်လားအလင်မှာချောင်းမြောင်ပြီးလောက်ကြံတာဟာအလွန်ကိုပဲကောက်ကျစ်လွန်းလာပါတယ်။ငါမိကသာတွေ့ရကောင်စိတ်သက်ရှိတာကွာတမိန်ဆက်ကောဆိုတဲ့ခွေးတရိဆန်ကအထက်လူကြီးတွေကက်ရက်ပြီးဘုံမှုရာထူးရထားတာတွေ့ရကောင်စိတ်သက်ဆိုလို့နှမ်းတစည်းစားတော့မရှိဘူး။သူရဲ့နှောက်လိုက်တဲ့ကြီးအောင်မလားတကယ်လူယုံမာတွေကြီးပဲ။လူယုံမာကိုလူလိမ်မာတိနဲ့စုံမလို့မရဘူးသူတိနဲ့သူစုံမရတယ်။ဘုံမင်းပြောတဲ့စကားကိုကျွန်တော်လက်ခံပါတယ်။ တမိန်ဆက်ကဘောကိုကျွန်တော်ဆုံးမပြပါမယ်။စောင့်တာကြည့်နေပါဒါပေမဲ့နောက်ကျောကိုဓာတ်နဲ့ထိုးတဲ့နှီးမျိုးနဲ့တော့မဆုံးမချင်ဘူး။အဲသူနဲ့မျက်နှာချင်းဆိုင်ပြီးကျွန်တော်ရဲ့လက်သုံးတော်ကိုတင်ဆိုင်တန်ဓာတ်နဲ့ပိုင်ပိုင်နိုင်နိုင်ဆုံးမပြပါမယ်။အမိကလားတမိန်ဆက်ကဘောရဲ့နောက်ကျောကိုဓာတ်နဲ့မထိုးချင်ဘူးပြောနေတာ။တမိန်ဆက်ကဘောကမင်းကိုနောက်ကျောကနေဓာတ်နဲ့ထိုးခဲ့ပါများပြီမဟုတ်လား။အလူတသမားတွေလွတ်လွတ်ပြီးမင်းတေးချောင်းကြံခဲ့တာဘယ်နဲ့ချင်းရှိသွားပါလဲ။မင်းတယောက်ထဲတော့မဟုတ်သေးဘူး။ မင်းစီသူကိုပါတေချောင်းကြံခဲ့ပေါင်းမရပြီမဟုတ်လားဘုံမင်းဘော်ဒရီကိုလွတ်လိုက်တာလဲမင်းတေချောင်းကြံဖို့ပဲမဟုတ်လားကွာတမိန်ဆက်ကဘောလူယုံမာမန်တိနေရသားနဲ့ဘာဖြစ်လို့အတူနဲ့မျက်နှာချင်းဆိုင်ကြရတာတော့ဘုံမင်းပြန်စားကအာမလို့အာမရမူရဖြင့်ပြောလိုက်ပြန်သည်အကြွတော်ဂျန်စီယာတီးလို့ပါတီတီပြက်ကွန်ကမိမိအဂျန်စီကိုရှင်းပြရင်စကားဆလိုက်လေသည် အမေမေမေအဂျန်စီတော့ဘေးချိန်ချာငါပြောတာနားထောင်စမ်းမမေမေတိတ်ပြီးထင်ကြီးနေတဲ့နင်းကေတရာက တခါတော့ကလူရုပ်မှာတမိန်စကောနဲ့ချစ်ကျိုးသွဲကဘူးသေးတယ်မဟုတ်ဘူးလားဘုံမင်းပြတ်စားကပြန်မေးလိုက်သည်အဘုံမင်းထင်တယ်လို့မဟုတ်ပါဘူးတမိန်စကောကသာနှင်းကေတရာကိုအပိုင်စည်းဖို့ကြံစည်နေတာအားထုတ်ခဲ့တာနှင်းကေတရာကတမိန်စကောကိုခွေပြော့ဝဲပြော့ပြော့လှလိုက်လို့နှင်းကေတရာကိုစိတ်နာပြီးလက်စားချေတဲ့အနေနဲ့ဗညာအိမ်ကိုပြက်စီရပြက်စီချောင်းကြံစည်ခဲ့တာတမိန်စကောရဲ့အန်ဒီရဲ့ကိုတုတ်တင်ရှင်းလင်းဖို့ကျွန်တော်မှအကြံစီကောင်းရှိတယ်ကျွန်တော်အကြံစီကဒီလို ဘုံမင်းပြဆာမှာစေးတံကိုခန်းရင်မိစေကိုပုတ်ခါတစုံတရာကိုလေးလေးနက်နက်စဉ်းစားနေပေသည်ထို့သောစဉ်းစားနေရမှာတီတိပြတ်ဝင်ရပကုန်းကိုဖက်လိုက်ကမင်းကြံစီပြောစမ်းမအောင်ကွာဘုံမင်းပြဆာကလန်းခင်းပေးလိုက်ရတီတိပြတ်ဝင်သည်၎င်း၏အကြံစီကိုတူတူတုတ်တုတ်ရှင်းပြလိုက်လေသည်ဘုံမင်းပြဆာကတီတိပြတ်ဝင်ရှင်းပြနေသည်ကိုဂျိနတ်စွာလက်ခံသည့်အမူအရာဖြင့်ခေါင်းတညံ့ညံ့နားထောင်နေပေသည်မင်းအကျံစီလဲကောင်းသားပဲဒါနဲ့ မင်းမင်းတပည့်ကျော်မင်းစီသူလက်ကယူဆိုင်ကုသဆံမအောင်ကွာမတည်တည်မဲနဲ့မတည်ပါစေနဲ့ကွာမင်းစီသူကိုပန်းလိုက်ထိတာတခင်မကြီးကိုတော်တိုင်းတမတော်ကြီးတွေပင်ပြီးပြုစုနေပါတယ်ဘေးဒီစကားကြတာငါဝင့်တာတယ်မင်းစီသူအသက်ချမ်းသာရရပါစေလို့လည်းငါဆုတောင်းတကွာဒါတဲ့ဒီနေ့ညမြူစားလေးရဲ့အိမ်တော်ကလျှွက်ဝက်ခန်းအနေထားကိုမင်းစစ်စစ်ဆက်ဆက်လေးလာဖို့တတိမမိတ်နဲ့ကြားလာ။ဗိုလ်မင်းပြဆာကထိုင်ရမှထား၍အညောင်းဆန်ရင်တတိပေးလိုက်သည် စိတ်ချပါဒီနေ့လူကြီးတိတ်တဲ့သကောင်ချင်းမှာပြုတ်ဝဲဆွေးနေကန်နဲ့ဝင်ပြီးတော့ကြောင်ကြောင်ကြပါမကြမ်းစစ်စစ်ဆက်ဆက်လိလာထားပါမယ်တီတီပြက်ကွန်ကအာမခံလိုက်ပြီးလူချင်းခွဲလိုက်ကြလေသည်သကောင်ချက်များတွင်တန်ကြားရပြီးနောက်အချိန်နဲငယ်ခန့်ကြသောအခါတီတီပြက်ကွန်သည်အိယာမထလာကခြေတံမကြားရအောင် ခြေပြားထောက်ရလာခဲ့ပြီးအခန်းဝတ်သို့ရောက်သောအခါတကယ်ရအနီးရက်၍အတံပလန်ကိုနားထောင်နေပြီးသည် မျိုးစားလေးဤဇိုင်းတော်တစ်ခုလုံးမှာတိတ်ဆိတ်လျက်ရှိပြီးဖက်ဝင်းကျင်တစ်ခုလုံးမှာလည်းမဲမှောင်နေပေသည်အိမ်သူအိမ်သားများမှအိမ်မောကြနေဟန်ရှိသည်တိရိပြက်မွန်သည်ခေတ္တမြငိမ့်တက်စွာအာယုံဆိုက်၍နားဆွေနေရမှာမိသည့်အတန်မှမကြရတော့အခါတကယ်ရွက်ကိုအတန်မမီအောင်တဖြည်းဖြည်းဆွဲ၍ဖွင့်လိုက်ပေသည်တကားပွင့်သွားတော့အခါမေးမိန်နေတော့လာရောက်သည်အခန်းထဲတွင် ရောင်ပြန်ဟက်၍ဝင်လာပေသည် ထိုလင်းရောင်မှလွဲ၍အခြားမည်သည့်အလင်းရောင်ကိုမှမမြင်ရပေ ်သီရိပြက်ကွန်သည်လာရောင်လာရာသို့ခိတ္တမြငေးဆိုင်ကြည့်ရင်အာယုံစူးဆ၍နားဆင်နေပေသည်နားအာယုံကိုအစွမ်းကုန်စူးဆိုင်လျက်ရှိသည်ဖြင့်မိမိအားတစုံတရာသောသူကပေါင်ရင်းဖောက်ွယ်ပြီးချောင်းမြောင်းနေသည်ကိုသီရိပြက်ကွန်ကတတိမပြုမိပေဒီဒီအတန်းမှမကြားရသဖြင့်တိတိပြက်ကွန်ဒီရခန်းထဲမှခြေပြားထောက်၍ထွက်လာကကျယ်ဝင်းသည့်လေကားမှအောက်ထပ်သို့ဆင်းလာခဲ့ပေသည်တိတိပြက်ကွန်မှာဆိုင်တော်၏နေထားကိုကောင်းစွာသိသဖြင့် လျှို့ဝှက်ဆွေးနွေးခန်း၏လျှို့ဝှက်တကားရှိရာသို့မောင်ကြီးမဲမဲမှပင်တဖြည်းဖြည်းဆန်း၍လာနိုင်ခဲ့ပေသည်။တီတီပြက်မောခန်းထဲမှထွက်လာသည်ကိုမောင်ရိပ်꽌၍ခြားမြောင်းနေသူမှလည်းတီတီပြက်ကွင်နောက်မှခြေပြားထောက်၍တွေ့ရွေ့၍လိုက်ပါလာခဲ့သည်။တီတီပြက်ကွင်မှမူရှေ့သို့သာအာယုံဆိုင်လျက်ရှိသည်ဖြင့်မိမိနောက်မှခြေရာခံပြီးလိုက်လာသူကိုတတိမပြုမိပေ။တီတီပြက်ကွင်၏နောက်မှခြေရာခံလိုက်လာသူမှလည်းတီတီပြက်ကွင်ကဲ့သို့ပင် ဆိုင်တော့အနေထားကိုကောင်းစွာသိသူဖြစ်တဲ့ဖြင့်ပေါင်ကြီးမဲမဲပါပင်ခြေတဲ့မကြအောင်ခြေပြားထောက်ရိပ်ဒိဋ္ဌိပြက်ကမောအာမြင့်ခြေမပြက်ရအောင်ပော့ပါလီမြန်သည့်ခြေလက်များဖြင့်ထက်ချက်မကွာလိုက်ပါလာခဲ့ပေသည်ကျယ်ဝန်းသောဧကန်ဆောင်ကိုဖြတ်ကျော်လာခဲ့ပြီးသည့်နောက်စာချီဆောင်ဘက်သို့ကူးသည့်နိုင်ရန်ရှိသွေးစွနေသောလက်အထိမ်းမှဖြင့်တက်သားကိုထုလုပ်ထားသည့်လက်ပုံစံကိုဆွဲ၍ထည့်လိုက်ရာချက်ခနဲ့အတန်တန်ကြားရပြီးလူတယောက်ဝင်သာယုံရှိသောလျှို့ဝှက်တကားပွင့်သားလေသည် ထိုလျှို့ဝှက်တကားမှာတစင်လျှို့ဝှက်ဆွေးနွေးခန်းထဲသို့တတိနှင့်ဝင်လာခဲ့ပေသည် အခန်းထဲသို့ရောက်သောအခါတီတီပြက်ကွန်သည်လျှို့ဝှက်တကားကို အတွင်းမှပြန်ပိတ်လိုက်ပြီးမိမိနှင့်အတူပါလာသည့်မိကပ်ဖြင့်မိတို့ကိုထုံညှိလိုက်သည်မိယောင်ဖြင့်အခန်း၏ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်ရာမိမိရှိတဲ့တွင်ဒုတိယတကရွက်တစ်ခုကိုတွေ့ရသဖြင့်ထိုတကရွက်ကိုဖွင့်ရန်ဒလက်ကိုဆွဲမလိုက်စဉ် မိမိဝင်လာသည့်လျှို့ဝှက်တကားဖွင့်သည့်အတန်နှင့်အတူပြန်ပိတ်လိုက်သည့်အတန်ကိုပါတစ်ဆက်တည်းကြားရသဖြင့်တိတိပြက်ဝန်သည်ခါကြတွင်ပါလာသည့်တပြံကိုဆွဲထုတ်လိုက်ပြီးပြင်ပြန်ဖြက်လက်စွာနောက်သို့လှည့်ကြည့်လိုက်ရာမိမိနောက်မှလိုက်လာသူမှာချားမဟုတ်ဖဲနိကေတရာဘွဲကံခင်စောမယ်ဖြစ်သဖြင့်တပြံကိုဆောက်ကင်ထားရင်ချက်တည်တည်ပြီးငေးဆိုင်ကြည့်နေမိပေသည်ထို့သောငေးဆိုင်ကြည့်နေရမှာဘာလဲ တခင်မကိုဓာတ်နဲ့ထိုးတမ်းလို့လားစစ်တီတော်ကြီးတန်ရင်တခင်မအေခံရပါတယ်။နိကေတရာကအနေငယ်များကြောင့်ယုံသည့်အမှုရာကိုမပြဘဲတင်းမာတော်မျက်နှာထားဖြင့်ပြောလိုက်ရာတိတိပြတ်ကွန်မှာအေးဆိုင်ကြည့်နေရမှာတပြောင်ကိုတအိမ်တဲသူပြန်သွင်းလိုက်။ဖျားဖျားလူမပြီးဓာတ်နဲ့ထိုးမိတော့မလို့တီတီကလေးတို့တော့လည်းဘာဖြစ်လို့အတန်မပြူတာတော့တီတီပြက်ကွန်ကကရုဏာတော်တော်ဖြင့်အပြစ်တင်လိုက်သည်ဟမ်တဲဟုတ်ပါလားတကူကပဲလူလူဟိရတယ်ရှိသေးတယ် ညနေတကောင်လူချေတိတ်တဲ့အချိန်မှာခိုးကြောင်ခိုးဝဲနဲ့ဒီခက်နဲ့ဘာသဘောနဲ့ဝင်လာလဲတခိုးချင်းတခိုးချင်းနေကေတရာပွဲကန်ခင်စောမယ်ကတောသားတန်ဖြင်းပြန်ပြောလိုက်ဒီမှာခင်စောမယ်တိတိပြက်ကွန်ကရှင်းပြရန်စူးစမ်းလိုက်သည်ရှင်တိတ်တော်တဲ့သူဆိုင်တော်မှာလျှို့ဝဲဆွေးတွေကန်ရှိတယ်ဆိုတာကိုအပြင်လူတူတယောက်မှမသိဘူးလို့ထင်နေတာရှင်းမလို့လို့သိလဲနဲ့မျက်စီမြန်ရှိနေသလားမပြောတတ်ဘူးလူစင်စစ်မဟုတ်ရဲ့လားလူရောင်ဖန်ဆင်းလာတဲ့နှက်သားလားဒါမှမဟုတ်လူရောင်ဆောင်လာတဲ့တရှူလား နှင်းကေသရာကမဲ့ကရွက်ကဖြင့်ငော့လိုက်လေသည်ဒီမှာနှင်းကေသရာကျုပ်ရှင်းပြပြရစီအောင်တိတိပြိုက်ပွန်ကရှင်းပြရန်ကြိုးစားပြန်သည်ရှင်းပြစရာရှိရင်နောက်မှရှင်းပြရှင့်ကိုမေးစရာရှိသေးတယ်မေးစရာရှိတာကိုမေးပြီးမှရှင်းပြောစရာရှိတာကိုပြောကဲရှင်းလက်ထက်ကမိတော်ကြီးကိုတနေရာမှာထောင်ထားပြီးဟော့ဟုံညောင်ဆောင်မှာထိုင်ဆက်မှာခုလိုလူကြီးတိတ်တဲ့အချိန်မှာဆွေးနွေးစရာရှိတာကိုအေးအေးဆေးဆေးဆွေးနွေးရအောင် နင့်ကေတရာသည်တီတီပြတ်ကွန်အားမိမိရှေ့တက်တဲတွင် ရှိသောညောင်ဆောင်ပေါ်တွင်ထိုင်ရန်ညွှန်ပြလိုက်ပြီးမိမိမှမူထိုညောင်ဆောင်နှင့်မျက်နှာချင်းဆိုင်ညောင်ဆောင်ပေါ်တွင်ဝင်ထန်လိုက်တီတီပြတ်ကွန်ကမူနင့်ကေတရာ၏မူရာကိုအကဲခတ်၍တစုံတရာပြန်မပြောသေးဘဲနင့်ကေတရာညွှန်ကြားသည့်အတိုင်းမိတော့ကိုတနည်းအားဖြင့်ထောင်ထားလိုက်ပြီးနင့်ကေတရာညွှန်ပြသည့်ညောင်ဆောင်ပေါ်သို့ဝင်ထန်ရင်နင့်ကေတရာ၏အမူရာကိုအကဲခတ်နေပေသည်နင့်ကေတရာသည်၎င်း၏ယင်စည်းတဲတွင်ဖွဲ့ယူလာသော ပေရိုကိုထုတ်ယူလိုက်သည်ကိုမြင်ရသဖြင့်မျက်နာပြတ်သွားပေသည်။ထိုပေရိုမှာမိုးအောင်အတွက်မိမိရေးဆက်သည့်ဂုံပေးခဲ့သည့်မေတ္တာဘွယ်ကပြားဖြစ်လိမ့်မည်ဟုထင်မှတ်သဖြင့်မျက်နာပြတ်သွားခြင်းလည်းဖြစ်ပေသည်။မိုးအောင်အတွက်မေတ္တာဘွယ်ကပြားရေးရေးရေးခဲ့မိတဲ့အတွက်အပြစ်တရားမလို့လား။ဒါဒီလိုပါ။တိရိပြတ်ကုန်သည်မိသည့်အတွက်မိုးအောင်ကိုစားပိတာဘွယ်ကပြားများရေးဆက်တီကုန်းပေးခဲ့သည်ကိုရှင်းပြရန်စကားဆလိုက်ရာနှင်းကေတရာကလဝါကပြလိုက် မေတ္တာပဲကြပြားနေမဟုတ်ဘူးဒီမှာစစ်တီတော်ကြီးတကင်မအောင်နားလည်းပိတ်တော့မထင်ပါနဲ့ဒီလောက်တော့တကင်မအကင်းပါပါသေးတယ်မုံနောင်မောင်ဖျားဆက်သားခဲ့တဲ့မေတ္တာပဲကြပြားနေကသူကိုယ်တိုင်ရေးဆက်ဒီကုန်းတော်မဟုတ်ဘူးစစ်တီတော်ကြီးရေးဆက်ဒီကုန်းပေးတာကို သူ့လည်းရေးနဲ့ပြန်ကူးပြီးဆက်သားခဲ့တယ်ဆိုတာတကင်မမသိဘူးလို့မထင်ပါနဲ့တကင်မတိနေတာကြာပြီတကင်မစီမပါလာတဲ့ပေတို့ကစစ်တီတော်ကြီးရေးဆက်ဒီကုန်းပေးတဲ့ကြပြားလင်းကမဟုတ်ဘူးစကပြေနဲ့ရေးသားထားတဲ့စားလွှား ီစာလွန်နဲ့ပတ်သက်ပြီးတော့စစ်တီတော်ကြီးကိုတခင်မမေးစရာတွေရှိတယ်။တခင်မမေးတာကိုပန်ပန်ဖြေမလား။မေးစရာရှိတာဒါမေးပါ။ကောင်းပြီ။တခင်မမေးမယ်။စစ်တီတော်ကြီးကအဲတသက်လုံးစစ်မှုထမ်းလာခဲ့တယ်မဟုတ်လား။မှန်ပါတယ်။လူလားမြောက်တဲ့ရွယ်ကစပြီးစစ်မှုထမ်းခဲ့ပါတယ်။တိုက်ပွဲတော်တော်များများမှလည်းပါဝင်ဆင်နွှဲခဲ့ဘူးတယ်မဟုတ်လား။ဒါလည်းမှန်ပါတယ်။တိုက်ပွဲတွေမှာပါဝင်ဆင်နွှဲခဲ့ဘူးတယ်ဆိုရင်လူတက်ခဲ့ဘူးမှာပေါ့။ ိကင်တရာကတီတီပြက်ကွန်ရဲ့အမှုအရာကိုကဲခန့်ရင်မေးလိုက်သည်အကြောင်းမဲ့တက်တက်တော့လူတယောက်ကမှမတက်ခဲ့ဘူးပါဘူးလူတက်ရမှာကိုလည်းဆက်ဆုပ်ရွှန်ရှာတယ်သွေးစာနေလို့စစ်မှုထမ်းတာမဟုတ်ဘူးနိုင်ငံတော်အတွက်အသက်ပေးခြင်းလို့စစ်မှုထမ်းခဲ့တာစကားတက်တိုင်းလှည့်ပတ်ပြီးဖြည့်ပေးမနေပါနဲ့တခင်မမေးတာကိုသာတိတိကျကျဖြည့်ပေးစမ်းပါစစ်တီတော်ကြီးရဲ့လက်ချက်နဲ့အသက်ဆုံးရှုံးခဲ့ရတဲ့သူတွေရှိတယ်မဟုတ်လားဒါတော့မှန်ပါတယ် စစ်တီတော်ကြီးရဲ့လက်ချက်နဲ့အသက် ဆုံးခဲ့ရတဲ့သူတွေတည်းမှာသူရဲကောင်းတမိန်ဘရူးလည်းပါတယ်မဟုတ်ဘူးလားသူရဲကောင်းမဟုတ်ပါဘူးတစ္ဆပလူယုံမှာပါအသူရဲကောင်းမဖြစ်ဖြစ်တစ္ဆပပဲဖြစ်ဖြစ်ရှင်တက်လို့တည်ခဲ့ရတယ်မဟုတ်လားအเจ้าမဲ့တက်တက်တက်တာမဟုတ်ဘူးအရင်မိုးပြီးရန်ဖြစ်ရာကနေရှင်သူ့ကိုဓာတ်နဲ့ခုတ်ပိုင်းပြီးအပိုင်းပိုင်းလှုပ်ပြလိုက်တာမဟုတ်လားအဲ့ဒါတော့ဟုတ်ကိုမဟုတ်ဘူးအရင်မိုးဖို့ဝေလို့အဲ့တောင်မခံနိုင်ဘူးငါတို့ကဘာဖြစ်လို့တက်ရတာလဲတမင်တက်တက်သွေးစာလို့တက်တာမဟုတ်ဘူး ်တန်းတူရီရူခွင့်ရေးပေးပြီးဓာချင်းရှင်မြိုင်ခဲ့တာလူတယောက်ကိုအเจ้าမဲ့တက်တက်သွေးအေးအေးနဲ့ဘယ်တုံးကမှမတက်ခဲ့ဘူးဘူးဒီလိုလုပ်ဖို့လဲဝါသနာမပါဘူးတီတီပြိုက်ပွန်ကအဖြေပေးလိုက်လေသည်ဒါဖြင့်ကောင်းပြီတန်မှုစောနုတိုင်ကိုဘယ်သူတက်တာလဲရှင်တက်တာပဲမဟုတ်လားတန်မှုစောနုတိုင်ကတစ္ဆပေါက်တရှုပါရန်သူကိုတတင်းပေးလို့ချုပ်တို့ရဲဘော်ရဲဘက်တွေအသေးဆုံးနဲ့တေးခဲ့ရတယ်။ရွာကိုလည်း ဖြက်စီးခံရတယ်။ရွာသူရွာသားတွေကိုလည်းနှင်းဆဲတက်ဖြက်ခြင်းခံခဲ့ရတယ်။အပြစ်မရှိတဲ့မိန်းမတွေလည်းစော်ကားခံရပြီးကလေးသူငယ်တွေပါရရဆက်ဆက်တက်ခံခဲ့ရတယ်။ကြောင်တသက်ပုံကြွက်တမျိုးဆိုတဲ့စကားလိုပဲလူတယောက်အတွက်လူအများတည်တည်ဖြက်စီးရတဲ့အတွက်ဒင်းကိုတုတ်တင်ရှင်းလင်းပြလိုက်ခြင်းပဲဖြစ်တယ်။ရှင်လက်ချက်နဲ့အသက်ဆုံးရှုံးရတဲ့သူတွေအများကြီးရှိသေးတယ်မဟုတ်လားဒါကိုရှင်ညင်းမလားမညင်းပါဘူးဒါမဲ့အเจ้าမဲ့တက်တက်တော့လူတယောက်ကိုမတက်ခဲ့တာတော့အမှန်ပဲ ဝတာထပြီးရှင်ပါကိစ္စဆောင်းလူမျိုးကိုရောက်ရှိလာတာလေမင်းကြီးတက်တော်ရှေရက်တရှိုးဖြစ်နေဆဲလွတ်လိုက်လို့လာခဲ့တာမဟုတ်လားနိကေတရာကရုတ်တရက်မေးလိုက်ရာတည်တည်ပြက်ကွန်မှာပါဇက်ဟောင်းသားဖြစ်သွား၏ရှင်စောဖို့ပြင်ပါကြီးရဲ့အိမ်စာခွေးဖြစ်နေပြင်ပါကြီးကိုစောင့်ရှောက်ဖို့ဂျိုတင်ရောက်ရှိလာခြင်းဖြစ်တယ်ဆိုရင်တော့ပုံပြီးဖန်ပါတယ်ဒါတွေကိုနိကေတရာဘယ်လိုလုပ်ပြီးသိနိုင်ပါသလဲတီတီပြိုက်ကွန်ကနှင်းကေတရာ၏အမှုရာကိုကဲခန့်ရင်ပြန်မေးလိုက်လေသည်။တို့ရရင်နှင်းကေတရာသည်တစုံတရာကိုအပြေမပေးနိုင်ပဲ အခန်း၏တောင်တနေရာတွင်ထောင်ထားသည့်မီးတို့ကိုတန်ကြာငေးစိုက်ကြည့်နေရမှာတက်ပြင်းမှုတ်ထုတ်လာလေသည်ပြီးမှတပံတီတီပြက်ကွန်အားဆက်ဆုပ်ယွန်ရှာသည့်အမူအရာဖြင့်စိမ့်စိမ့်ကြီးကြည့်နေပေရာတီတီပြက်ကွန်မှာနှင်းကေတရာ၏ဆူးရှသောမျက်လုံးတန်ကိုမခံနိုင်သဖြင့်အတိမတားမျက်လွှာချလိုက်ပေသည်ကဲပါလေမေးတရာဖြေဆမ်းပါဦးစောစောကမေးခွန်းထဲမှာပါတဲ့အချက်တွေကိုနှင်းကေတရာဘလို့လုတ်ပြီးတည်တယ်လဲတီတီပြက်ကွန်သည် နေကေဒရိုင်းအမူအရာကိုမတိမတာအကဲခံရင်ဖြေတောင်းလိုက်ပြန်ရင်အပားဖြစ်လို့လီကုန်ခံပြီးဒီမေကွန်းနေမနေရတာလေတခင်မမေကွန်းမေးတာတွေနဲ့ပတ်သက်လို့ရှင်ကိုတိုင်းကဖြောင့်ဆိုချက်ပေးပြီးပြီဖို့လားရှင်ဟာတစ္ဆေပောက်တရှိုးဖြစ်ကြောင်းရှင်ပါဇက်ကပြောခဲ့တယ်ဖို့လားရှင်သိတော်တဲ့သူအရှိတ်ကိုလည်းခိုးသေးအကိုင်းခက်တွေလည်းချိုးသေးတယ်ရှင်လောင်မှတစ္ဆာမဲတဲ့သူဆိုရင်တော့ရှင်တရှိုးဖြစ်ကြောင်းတခင်မဘလို့လောက်ပြီးတည်တယ်လဲဆိုတာသိချင်းရော့ဟော်ရီဆာလာကိုသာဖတ်ကြည့်ရှင်မျက်နှာတခင်မ မကြည့်ချင်တော့ဘူးတိတ်ကြေတရာသည်ပျော့ပျော့ဆူဆူစောစောကရင်စည်းတန်းမှထုတ်လိုက်သည့်ပေတို့ကိုစောင့်ကြည့်အောင်ကြီးပြစ်ပေးလိုက်ပြီးထိုင်ရမထကအခန်းထဲမှထွက်သွားရန်ခြေလှမ်းပြင်လိုက်ရာတီတီပြက်ကွန်ကနိကေတရာပြစ်ပေးလိုက်သည့်ပေတို့ကို မကောက်ယူနိုင်သေးပဲနိကေတရာအခန်းထဲမှထွက်မသွားနိုင်စေရန်ရှေ့မှကားစီးလိုက်ပေသည်ဒီမဲ့ခင်စောမဲ့စိတ်လိုက်မှန်ပါမလို့ချင်စမ်းပါနဲ့ ခင်စောမယ်တို့မောင်နှမအကျိုးအတွက်ကျုပ်အတန်နဲ့လဲပြီးစွန့်စွန့်ဆာဆာလှုပ်ထားတာကိုကပြေရပြေမလှုပ်ချင်စမ်းမနဲ့ကျုပ်ပြောတာနားထောင်စမ်းမရှင်ပြောတာတခင်မခုံးမအယုံကြည်မရှိတော့ဘူးစကားတတိုင်းလက်ပတ်ပြောစင်လေးလေကြောက်မထူတော့ဘူးရှာတချောင်းနဲ့လူရောက်စားနေတာရှင်မဲရှင်လောင်ရောက်มาတဲ့သူမရှိဘူးရှင်မျက်နှာလည်းမကြည့်ချင်တော့ဘူးသွာ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 းရှင်ကကာစီကာစီလှုပ်နေနဲ့မောင်တော့ရဲ့ကိုရန်တော်စစ်တီတော်တွေကိုအော်ခေါ်လိုက်ရမလားနင့်ကေတရာဒီတီတီပြက်ကွန်အားလမ်းဖယ်ပေးရန်ပြောပြီးအတန်ကုန် ဖြစ်၍အကူညီတောင်းရန်ပါဆက်ပြင်လာရာဒိဋ္ဌိပြတ်ကွန်သည်၎င်း၏တန်မာသောလက်များဖြင့်နှင်းကေတရာအားရုံးကံမရအောင်ချုပ်နှောင်ထားရင်းလက်တစ်ဖက်မှလည်းနှင်းကေတရာ၏လက်မျိုးကိုညှစ်ထားလာရာနှင်းကေတရာမှာပိကူအိမ်တွင်မိနေသောရှင်ကောင်ဘမှာမလုံနိုင်မရှားနိုင်ဖြစ်နေသည်သာမကလက်မျိုးကိုတောင်းညှစ်ထားသဖြင့်အတန်မာထွက်မလာတော့ဘဲအသက်ရှူကျက်၍လာလေသည်တီရီပြက်ကွင်မျက်နာကိုကြည့်လိုက်ရာကြောက်မက်ဖွယ်ရာအသွင်ပြင်သို့တမဟုတ်ချင်းပြောင်းလဲသွားသည်ကိုတွေ့မြင်လာရပေသည်။မိုက်မဲလာကြည့်တော့ ဘာလို့အော်လာဟင်လာလောက်ချင်နေရတာလဲကျုပ်ပြောတာအောင်နားထောင်မလားကျုပ်ရင်ခွေထဲမှာအသက်ထွက်သွားခြင်းသလားဒီမှာခင်စောမယ်မင်းကိုတက်စပောက်ဖြစ်နေလက်မျိုးကိုတုတ်တုံနဲ့တက်ပြီးရရဆန်းဆန်းအသက်ခံရမှာကကျုပ်ကြည့်ရလို့ကျုပ်ရင်ခွေထဲမှာကျုပ်လက်ချက်နဲ့တည်သွားတာတော့ကျုပ်မြင်ချင်းသေးတယ်တဲ့စပောက်ဖြစ်နေလူတိရှင်ကြောင့်ကျင်ညာခံရပြီးအချက်တကွက်အကျိုးနဲ့တရားမှာတဲ့ဆိုင်တော့ကျုပ်လက်ချက်နဲ့တရားတာပုံမြက်လဲအောင်ပဲမျိုးစားကြည့်ရတမိဥဆိုပြီးတော့မမှန်နာတွေခတ်ထန်ပြီး နေနေရမယ့်အချိန်ကမဟုတ်ဘူးစင်ကာတောတို့ကမ္ဘူရှူတို့လုံနေစရာအချိန်လည်းမဟုတ်ဘူးကြောက်ရှင်းပြတာနားထောင်မလားကြောက်လက်ချင်းနဲ့အသေးခံမလားဒါပဲပြောတီတီပြက်ကွန်ဒီဂရုဏာတော်တော်ဖြင့်နှင်းကေတရာအားမလောက်တာမလူးတာအောင်တအားချုံနှောင်ထားပြီးအကုံဟိ့၍အကူကြီးမတောင်းနိုင်စေရန်လက်မျိုးကိုတင်းကျပ်စွာညှစ်ထားရင်ကြောက်မက်ဖွယ်ရာမျက်နှာထားဖြင့်မေးလိုက်လေသည်နင့်ကေဒရာမမူအသက်ရှူကြက်နေအောင်လဲမျိုးကိုညှစ်ခံထားရသည့်ကြားမှာစိတ်အားမလျှော့ပဲ တိရိပြက်ကွန်အားခက်ထန်သည့်မျက်နှာထားပြင်ပေါ်ကြည့်လိုက်သည်တိရိပြက်ကွန်၏မျက်နှာထားမှာခါတိုင်းနှင့်မတူပဲကြောက်မက်ဖွယ်ရာအတွင်ကိုဆောင်လျက်ရှိသည့်ဖြင့်နိကေတရာမှာစိတ်တင်းထားသည့်ကြောင့်မပင်တကူလုံးနှက်ဘူးသလိုတုန်လှုပ်လာလေသည်တိရိပြက်ကွန်၏မျက်နှာကိုပင်စိတ်စိတ်မကြည့်ရတော့သည့်ဖြင့်မျက်နှာကိုတိရိပြက်ကွန်၏ရင်ခွင်ထဲတွင်ဖွက်ထားလိုက်လေသည်ဤတွင်တိရိပြက်ကွန်သည်နိကေတရာ၏လက်မျိုးကိုညှစ်ထားသောလက်အားအသာလျှော့ပေးလိုက်ပြီး နှင်းကေတရာအားကလေးငယ်ကိုပွင့်ချီလိုက်တဲ့ကဲ့သို့ပွင့်ချီကစောစောကနှင်းကေတရာထိုင်ခဲ့သည့်ညောင်ဆောင်ပေါ်သို့ယူလာကညောင်ဆောင်ပေါ်တွင်ထိုင်စီလိုက်လေသည်၎င်း၏မျက်နှာမှာမူတင့်မှခက်ထန်လျက်ပင်ရှိပြီးနှင်းကေတရာ၏အမူအရာကိုမျက်မှောင်ကျုပ်၍ကြည့်နေပေသည်တောင်နေတယောက်စကားမပြောဘဲတူးအမူအရာကိုတူးအကဲခက်လျက်ရှိရာမှာနှင်းကေတရာသည်တိတိပြက်ကွင်၏မျက်နှာကိုမတိမတာမော့ကြည့်လိုက်ရာအကြည့်ချင်းဆုံသွားပြီးတော့သည် တီတီပြက်ကွင်ဤမျက်နှာသားမှာပြောင်းလဲခြင်းမရှိဘဲတင်းမှာခက်ထန်လျက်ပင်ရှိနေသေးသည်ကိုမြင်ရသောအခါချက်ချင်းမျက်လွာချလိုက်လေသည်ရှင်သိမ့်ရက်ဆက်တယ်လူတခင်ကလည်းမျိုးညှင့်ပြီးအသေးစားပလို့ပေါ်လေနိကေဒရာက၎င်း၏လည်းမျိုးမှအညိုမဲဆွဲနေသောလက်ချောင်းရများကိုပုတ်တန်ရင်စက္ကတာထိုးလိုက်လေသည်တစ္ဆပောက်ဖြင့်ကြီးညာခံရပြီးလူရှိသူရှိမှာလဲမျိုးကိုတုတ်တုံနဲ့မသိမချင်းရက်ရက်ဆက်ဆက်ရိုက်နှက်ပြီးအသက်ခံရတာလောက်တော့မဆိုးသေးပါဘူး ။သခင်မရဲ့လည်းမျိုးကြည်စမ်းမအောင်ညိုမဲတွေဆွဲနေပြီးထင်တယ်။အသက်တော်မှမရှူနိုင်တော့ဘူး။ပွန့်ပဲ့များသွားသေးတာမသိဘူး။နေကေတရာသည်၎င်း၏လက်မျိုးကိုဆန့်တက်ကြည့်ရင်းပြောလိုက်ပြန်သည်။ဒါတော့ကလေးနဲ့ဖြစ်တဲ့နေဆောင်မလို့ပါဘူးတစ္စပောက်ဖြစ်နေအွက်မြက်ခံရမှာထက်ဆိုင်ရင်လဲမျိုးမညုံမဲဆွဲတာလောက်တော့စာဖွင့်နေကြကိုမလို့ဘူးကဘာမိလောင်တာကိုစီမိခွက်နဲ့နှာရှင်လို့မရဘူးကဲပါဗျာကျုပ်ပြောတာကိုရှင်းပြတာကိုအေးအေးဆေးဆေးနားထောင်မလားနားမထောင်ဘူးလားဒါဝယ်ပြောစမ်းပါ သီရိပြက်ကွန်ကစိတ်မရှိတော်မူရာဖြင့်ပြောလိုက်ရာရှင်းပြနေကြလို့သေးလားရှင်ကမင်းကြီးတက်တော်ရေဆေလွတ်လိုက်တဲ့တရှုဖြစ်ကြောင်းဝန်ခံပြီမဟုတ်လားရှင်ပါတွေလုတ်ခဲ့တဲ့ခုပါတွေလုတ်နေတယ်ဆိုတာတကင်မပစ်ပေးလိုက်တဲ့ဆံလွားထဲမှာတိလင်းဖော်ပြထားတယ်အဲ့ဒီဆွဆွဲချက်တွေမှန်ကန်ကြောင်းလဲဖျောက်ချက်ပေးပြီမဟုတ်လားရှင်ပါဇက်ကဝန်ခံဖျောက်ဆိုခဲ့တာကိုပြန်ပြီးရုပ်သိမ်းခြင်းသေးလို့လားရှင်တရှုမဟုတ်ပါဘူးလို့ညှင်းဆိုခြင်းသေးလို့လားတတိရှင်စောစောကတကင်မပေးလိုက်တဲ့ဆံလွားကိုတကင်မရှင်မှာအတန်ထွက်အောင်ဖတ်ပြကြမ်းမှာ ရှင်မျက်နှာပြက်ရင်စွတ်စွဲချက်တွေမှန်ကန်ကြောင်းဝင်းခန်လာပဲတတိရှင်ဖတ်ပြစမ်းပါရှင်မျက်နှာပြက်လားမပြက်ဘူးလားဆိုတာကိုသခင်မအကဲခတ်ကြည့်မယ်နေကေဒရာကပြန်ပြောလာရာတီတီပြက်ပေါ်သည်ကျမ်းမြင်ပေါ်သို့ကျနေသည့်ပေစာကိုကောက်ယူလိုက်ပြီးမိတုံဤသို့သွား၍အတန်ထွက်အောင်ဖတ်ပြလိုက်နေသည်နေကေဒရာမှာမူတီတီပြက်ကွန်၏အမှုရာကိုမျက်ခြေမပြက်အကဲခတ်၍နေပေသည်နင်းကေဒရာဘွဲ့ကံခင်စောမယ်တိတာရံမှာ အညတရာကျေးစားစစ်တီတော်ဤအသွင်ဖြင့်နိကေတရာထံရရှိလာသည့်တိရိပြက်ကမောဆိုသူမှာနိကေတရာတို့မောင်နှမအားဒုက္ခပေးရန်မင်းကြီးတတ်တော်ရှေကဆဲလွတ်လိုက်သည့်တစ္ဆဘောက်တရှိုးဖြစ်၍ထိုသူအားအထူးတတိထားပါတိရိပြက်ကမောဆိုသူမှာတရှိုးဖြစ်အသက်မွေးဝမ်းကြောင်းခဲ့သူဖြစ်သည်သူ၏လက်ချက်ဖြင့်နိုင်ငံတော်၏တားကောင်းရဲနာများသေဆိုးနှင့်တေခဲ့ရသည့်အပြင်၎င်း၏တရင်ပေးမှုကြောင့်အပြစ်မရှိသူများမင်းပြစ်မင်းနှံတင့်ပြီးရရဆက်ဆက်ကွပ်မြတ်ခြင်းခံခဲ့ရသည်တိရိပြက်ကမော၏လက်ချက်ဖြင့်သေဆိုး ထေဆုံးခဲ့ရသောသူရဲ့ကောင်းများစီးရင်ကိုအောက်တွင်ဖော်ပြထားသည်ယခုလောလောဆယ်အရေးတကြီးတည်ထားရန်မှာတိရိပြက်ကွန်သည်မင်းကြီးတက်တော်ရှင်အားယုံသွင်း၍နှင်းကေတရာနှင့်မောင်တော်မညာရင်တို့အားမင်းပြင့်မင်းတန်တင့်အားကြံစီအားထုတ်နေခြင်းပင်ဖြစ်သည်တိရိပြက်ကွန်ရှေ့တွင်အပြောအဆိုအပြုမူအနေတိုင်းထူးဆင်ခြင်းမှာယခုပင်လည်းနှင်းကေတရာပေါ်တွင်တစ္ဆဘအဖြစ်မင်းပြင့်မင်းတန်တင့်စေနိုင်သည့်စီရင်ကံစာများကိုမင်းကြီးတက်တော်ရှင်ထံအဆက်မပြတ်ပေးပို့လျက်ရှိကြောင်းသိရပါသည် ဥပမာပြရရင်၁ရှင်ဓမ္မဒရလူတွေအားနန်းလျာထားသည့်ကိစ္စကိုနှင့်ကေဒရာသည်လူတိရှင်ကြားပြင်းပြထန်ထန်ကန့်ကွက်ပြစ်တင်လျက်ရှိသည်ဟု၍၎င်း၂နှင့်ကေဒရာ၏ဆိုင်ရင်တော်ကိုတမတ်တော်အကြီးလိုလားသူများမကြကနာလျှို့ဝှက်စွာတွေ့ဆုံပြီးဆွေးနွေးဝဲများကျင်းပလျက်ရှိနေသည်ဟု၍၎င်း၃မောင်တော်မျိုးစားလေးပညာအိမ်ကိုပါတမက်တော်ကြီးဘတ်တော်သားအဖြစ်သို့ရောက်ရှိလာအောင်နှင့်ကေတရာကိုယ်တိုင်တင်းသွင်းလျက်ရှိသည်ဟူ၍လကား မင်းကြီးတက်တော်ရှိထံသို့စီရင်ခံစာရောက်ရှိနေပြီဖြစ်ဒီကိုတက်အပ်တိချာတိရပါသည်တိတိပြက်ကွန်သည်အထက်ပါစွာနာကိုတလုံးချင်းအတန်ထွက်အောင်ဖတ်ပြလျက်ရှိစဉ်ထက်ပါစာပိုင်းသို့ရောက်သောအခါတင့်ကေတရာကလက်ဝါးကာ၍ဟန့်တားလိုက်ပြီသည်နေုံနေုံစောစောကစာပိုက်၃ပိုက်ကိုပြန်ဖတ်ပြစမ်းပါစာပိုက်၃ပိုက်မှာပါရှိတဲ့ဆွတ်ဆွဲချက်တွေကမနေ့ကတခင်မကိုစစ်တီတော်ကြီးတရိပ်ပေးခဲ့တဲ့ဆွတ်ဆွဲချက်တွေပဲမဟုတ်လားရှင်းသိပ်တော်တဲ့သူ မင်းကြီးတက်တော်ရှေစီကိုရှင်ကိုရန်စီရင်ခန်းစာပို့ပြီးတခင်မကိုမလိုလားအောင်လို့အတွင်းရန်သူကပဲကတော့ခရိုင်လောက်တလိုလိုတခင်မရဲ့နှားကိုလှဲ့ပြီးပါရိုက်ခဲ့သေးတယ်မဟုတ်လားနင်းကေတရာကမျက်နှာထားတီတီဖြင့်ဆွတ်ဆွဲလိုက်လေသည်နင်းကေတရာဆွတ်ဆွဲတယ်လို့ဟုတ်ကောမဟုတ်ဘူးအမီမဖော်လို့သူအတွင်းရန်သူကနေပြီးမင်းကြီးတက်တော်ရှေစီကိုပေးပို့လိုက်တဲ့စာတစောင်ကျုပ်တွေ့ကြရလို့ပြစ်စာထဲမှာပါတဲ့ဆွတ်ဆွဲချက်တွေကို နှင့်ကေတရာကြိုတင်ပြီးသိရှိပါစေတော့ဆိုတဲ့စင်တာနဲ့တရိပ်ပေးခဲ့တာဒါကိုသာထားပြီးစွာလာကိုဆုံးအောင် ဖက်ကြည့်ချအောင်စို့တိတိပြတ်ကွန်သည်နှင့်ကေတရာထံမှရရှိသည့်စာလွှာကိုအောက်ပါစာပိုင်များကိုဆက်လက်၍အတန်ထွက်အောင်ဖတ်ပြလိုက်ပြန်သည်တို့ဖြစ်ပါ၍တိတိပြတ်ကွန်အားနှင့်ကေတရာဤဆိုင်တော်တွင်လက်ခံထားခြင်းမှာမွေပွေးကိုကပိုက်ပိုက်ထားသလိုဖြစ်နေသည်ဆိုတာကိုတတိပြုမိပြီးတစ္စပောက်တိတိပြတ်ကွန်အားအချိန်မဆိုင်ဘဲဖြစ်နိုင်သည့်ဤဖြင့်အမြန်ဆုံး ရှင်းလင်းပြရန်တရိပ်ပေးခြင်းဖြစ်ပါသည်ဖြစ်နိုင်တဲ့ဤနဲ့အမြန်ဆုံးရှင်းလင်းပြပါရန်ဆိုပါလားစာလွှာပေးဖို့သူရဲ့နာမည်နဲ့လက်ပတ်လည်းမပါပါလားတိတိပြက်ကွန်ကတယောက်တည်းပြောသလိုပြောလိုက်ပြန်သည်ရှေ့ဆက်ဖတ်ဆန်းမအောင် နင်းကေသရာကတရိပ်ပေးလိုက်ပြန်၏ရှေ့ဆက်ပြီးဖတ်ဆရာမလိုပါဘူးအောက်ဆုံးပိုင်းမှာကျုပ်ရဲ့လက်ချက်နဲ့ကြာဆုံးခဲ့တဲ့တစ္စပောက်တွေနာမည်တတိတသန်းကြီးဖော်ပြထားတယ်ဒီနာမည်တွေဖတ်ပြကြလို့သေးလို့လားတိတိပြက်ကွန်ကပြန်ပြောရင်းတစုံတရာကိုလေးလေးနက်နက်စဉ်းစားနေပေသည် ကဲလေဒီစာလွန်နဲ့ပတ်သက်ပြီးစီစီတော်ကြီးဘာပြောချင်သေးလဲစကားတက်တိုင်းဝိလေကြောင်ပတ်နဲ့စင်ကျင်စင်လက်တွေပြေးပါအောင်လားကဲလေဘာငဲ့နေရလဲစင်ကျင်စင်လက်ပြေးစရာရှိတော့ဘူးလားနိကေဒရာကမဲ့ကရွက်ကဖြင့်တီတိပြက်ကွန်အားငှော့လိုက်ပေသည်တီတိပြက်ကွန်မှာမူနိကေဒရာပြောဆိုသည့်စကားများကို မကြားသည့်မူအရဖြင့်နိကေဒရာကိုပင်ပြန်မကြည့်ပဲ နေကေတရာထံမှရရှိသည့်စာမှားကိုတကြောင်ချင်းစစ်ဆက်တေချာစွာလေ့လာနေသည်ကိုတွေ့ရပေသည်ဖြစ်နိုင်တဲ့နည်းနဲ့အမြန်ဆုံးရှင်းလင်းပြရမယ်ဆိုပါလားနောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင် ကျမတို့ကြပါ